အားလုံးပဲမင်္ဂလာပါကျွန်တော်နဲ့မထိုင်နိုင်သူဖြစ်ပါတယ်โอเคကျွန်တော်တို့အခုဒီဗီဒီယိုမှာကျွန်တော်ဆက်သွားမယ်ဘာလို့ဆက်သွားမလဲဆိုတော့ကျွန်တော်တို့အဲဘိုင်းတစ်ကက်ကိုကျွန်တော်ဆက်သွားမယ်ကျွန်တော်တစ်ကက်ဝယ်တဲ့နေရာကိုဆက်သွားမယ်ပေါ့နော်ကျွန်တော်ဒါဆို user ပဲအချမ်းကအတိ API ပြီးရင်ပြီးပြီလို့ပြောလို့ရတယ်အော်ဟုတ်ပြီကျွန်တော်တို့ဘိုင်းတစ်ကက်လုပ်မယ်ဆိုတော့ဟုတ်ပြီကျွန်တော်တို့ဘာအရင်ဆုံးဘိုင်းတစ်ကက် API ကိုကျွန်တော်တို့အရင်ဆုံးလေ့လာရအောင်အဲဘိုင်းတစ်ကက် API မှာကျွန်တော်ကဘာတွေ data ပို့ရမှာလဲပေါ့နော်အဲ့ဒါကိုတစ်ချက်ကျွန်တော်တို့နားလည်နေမှာရမယ်နော် front end developer โอเคအဲ့တော့ तू လုတ်ပေးထားတဲ့ API မှာဆိုရင် तू ကဒီမှာ type လေး down နေပြီ destination state အဲ destination station နဲ့ origin station to destination station ပေါ့နော်အဲ့ဒါလေး तू ကတောင်းတယ်ပေါ့နော်အဲ့တော့အဲ့ဒါလေး तू ကတောင်းတယ်အဲ့တော့အဲ့မှာကျွန်တော်တို့ back end developer तू ကကျွန်တော်တို့တစ်ချက်ရှင်းပြလိမ့်မယ်ဒီ API မှာဆိုရင် type အနေနဲ့ तू ကဒီမှာရွေးခိုင်းတယ်ပေါ့နော် type အနေနဲ့ရွေးခိုင်းတယ်အဲ့ type မှာ तू က one month ticket ဝယ်မှာလား one night ticket ဝယ်မှာလားဆိုတဲ့ value ကိုဒီလိုမျိုးလေးထည့်ပေးပါလို့ तू ကပြောထားတယ်ပေါ့နော် ပြောတယ်အဲ့မှာပြောပြီးတော့သူကပြောကျွန်တော်တို့ဘာရှင်းပြမလဲဆိုတော့ backend developer တကယ်လို့ one time ticket ဆိုရင်တော့ origin station slot နဲ့ destination station slot ထည့်ပြီးအဲ one man ticket ဆိုရင်တော့ဒီ origin or ဒီ origin station နဲ့ destination station မလိုဘူး one man ticket ကအဲ့လိုမျိုးတွေ front two တွေမလိုဘူးဆိုတဲ့အကြောင်းသူကကျွန်တော်တို့ရှင်းပြမယ်ပေါ့နော်အဲ့ဆိုရှင်းပြရဲဆိုရင်ကျွန်တော်ဟုတ်ပြီအဲ့ဆိုငါတို့ UI ကိုစဉ်းစားရအောင် UI ကိုကျွန်တော်တို့စဉ်းစားမယ်ဆိုရင်ကျွန်တော်တို့က one time ticket ဆိုရင်တော့အောက်မှာဒီဒီ select နှစ်ခုကိုရွေးဖို့အတွက်ကျွန်တော်တို့က import box လေးနှစ်ခုကျွန်တော်လိုတယ် one man ticket ဆိုရင်တော့ကျွန်တော်လုတ်เสียမလို့ one man ticket ဆို one man ticket ရွေးပြီးတော့ buy ခလုတ်ကိုတန်းနေလိုက်တာနဲ့ကျွန်တော်ကသူ့ wallet ထဲမှာပတ်စံရှိရဆိုတန်းပြီးပတ်စံဖြတ်ပြီးကျွန်တော်ဝယ်တဲ့ဘာကိုတန်းလုံမယ်ပေါ့နော်ဟုတ်ပြီကျွန်တော် UI လေး UI မှာကျွန်တော်တို့အဲ့လိုမျိုးအဖော်ဖျောက်ပုံစံမျိုးလေး show hide ပုံစံမျိုးလေးကျွန်တော်တို့လိုအပ်တယ်နော် okay အဲ့ဒါလေးလိုမယ်ဟုတ်ပြီအဲ့တော့အဲ့ဒါအဲ့ဒါကကျွန်တော်တို့ကဒါ jQuery မဟုတ်တဲ့အတွက်ကျွန်တော် view ကြည့်ရမှာရေးရင်တအားလွယ်ရယ်နော်အဲ့တော့ဟုတ်ပြီကျွန်တော်တို့က ိုင်းတကယ်ဟုတ်ပြီအဲ့တော့နောက်တစ်ခုကျွန်တော်တို့ developer ကျွန်တော်တို့ backend developer ရှင်းပြအောင်မယ် main တကယ်ဒီ type တွေကိုကျွန်တော်ကမေးစာရှိရယ်ကျွန်တော်တို့ front end developer backend developer ကိုမေးမယ်ဟုတ်ပြီငါတို့ကဒီ type ကိုကျွန်တော်ငါတို့ကရွေးပြီးတော့မျိုးပို့ပေးရမယ် one time ticket လား one man ticket လားပို့ပေးရမယ်ဆိုရင်ငါတို့ကအဲ့ဒါကိုဟို static အနေနဲ့အသေးအနေနဲ့ငါတို့ကလုတ်ပြီးတော့ပို့ပေးရမှာလားအသေးအမြဲတမ်းထပ်ထားပြီးပို့ပေးရမှာလားဒါမှမဟုတ် main ရှိရ EPN တစ်ခုခုပေးမှာလား ဲ့လိုမေးတဲ့ခါကျ तू ကကျွန်တော်တို့ကပကန် developer ဘက်ကကျွန်တော်တို့ API ကျွန်တော်တို့လုတ်ပေးထားတယ်ဒီ ticket pricing ဆိုပြီးတော့လုတ်ပေးထားတယ်မဟုတ်ဘူးငါတို့မင်းကို ticket pricing ဆိုတဲ့ API ပေးထားတယ်အဲ့ ticket pricing API ခေါ်လိုက်တဲ့ခါကျရင်ထွက်လာမဲ့အဲ item တွေကဒီ draw down အတွက်ပဲဒီ tight draw down အတွက်ပဲလို့ကျွန်တော်တို့ပြောလိုက်မှာပေါ့နော်အဲ့တော့ backend developer အတိုင်းရှိပြန်လို့ဆိုတော့ကျွန်တော်တို့ဒီမှာ pricing ကမရှိသေးဘူးမရှိသေးဘူးဆိုတော့ကျွန်တော်တို့ backend ကရင်ကျွန်တော်တို့ pricing လေးအရင်ဆုံးသွားတမယအောင် ticket pricing ပေါ့တော်တော်စီကျွန်တော်တို့ ticket pricing က6လပိုင်းမှာခဲ့ကြံခဲ့ပြီနော်โอเค ဲ့တော့ one time ticket ကိုကျွန်တော်ဒီမှာ cloud wise အတွက်ကျွန်တော်ကအခု200ဆိုပြီးကျွန်တော်ဈေးဖွင့်လိုက်မယ် offer ကိုတော့ကျွန်တော်ကအဆောင်အအဆောင်တသိန်းပေါ့နော်အဆောင်တသိန်းဆိုကျွန်တော်ဖွင့်ထားလိုက်မယ်ဘယ်နေ့ရဘယ်နေ့ထိလဲဆိုတော့ကျွန်တော်တို့ကကျွန်တော်အများကြီးဖွင့်ထားလိုက်မယ်နော်အဲကျွန်တော်တရက်200ကြီးကျွန်တော်ရက်3တလားစာတလားစာဖွင့်ပါတယ်ဆိုပြီးကျွန်တော်လုပ်လိုက်မယ်နော်โอเคကျွန်တော် confirm လုပ်လိုက်မယ်နောက်တစ်ခုကျွန်တော်ဆက်သွားမယ် one night ticket ကိုပဲကျွန်တော် anti cloud white အတွက်လဲကျွန်တော်ကအဲ200နဲ့ကျွန်တော်ဈေးဖွင့်မယ်သူ့ကိုလည်းကျွန်တော်အဆောင်တစ်သိန်းရောင်းမယ်เนาะအဆောင်တစ်သိန်းရောင်းမယ် သူ့လည်းကျွန်တော်တလားစာဖွင့်ထားလိုက်မယ်ဒီဆယ်လာပိုင်းတလားစာလုံးကျွန်တော်ဖွင့်ထားလိုက်မယ်เนาะโอเคကျွန်တော်ဈေးဖွင့်ထားလိုက်မယ်ပြီးပြီဆိုရင်ကျွန်တော်တို့အခုဘာဆက်ဖွင့်မလဲဆိုတော့ကျွန်တော် 1man ticket ကိုစာဖွင့်မယ် 1man ticket ကိုကျတော့ကျွန်တော်က8000လို့ကျွန်တော်တတ်မှတ်လိုက်မယ်เนาะ8000เนาะ8000ကိုကျွန်တော်တတ်မှတ်လိုက်မယ်သူ့ 1man ticket ကိုတော့ကျွန်တော်အဆောင်1000ပဲကျွန်တော်ရောင်းမယ်သူ့ကိုကျတော့ကျွန်တော်တို့ကအခုအဲဒီသူ့သူ့လည်းကျွန်တော်တလားလုံးကြိုက်လို့ဝင်လို့ရတယ်ဆိုတော့ကျွန်တော်မှတ်ဖွင့်ပေးထားလိုက်မယ်ပေါ့เนาะโอเค အဲ့တော့ကျွန်တော်ဈေးရှိသွားပြီဘာလို့အဲဈေးဖွင့်လိုက်ပြီဆိုတော့ကျွန်တော်ရပြီအဲ့ဆိုကျွန်တော် ticket pricing ရဲ့ API ကတစ်ချက်ခေါ်ကြည့်ကျွန်တော်ဒီမှာ one month one time ticket နဲ့ one month ticket ကိုကျွန်တော်တို့ဒီမှာလိုအပ်တဲ့ဒီ type လေးကျွန်တော်တို့ပေးထားတယ် type တွေလေးပြချင်ပြလို့ရအောင်ပေးထားတယ် price ကိုပြချင်ပြလို့ရအောင်ကျွန်တော်တို့ပေးထားတယ်ဗောနော်ပြီးပြီဆိုကျွန်တော်တို့ဒီမှာ description လေးကျွန်တော်တို့ပေးထားတယ်ပြချင်ပြလို့ရအောင် description description လေးကျွန်တော်တို့ပေးထားတယ်ဗောနော် okay အဲ့ဒါကိုကျွန်တော်တို့က front end မှာကျွန်တော်ပြန်ပြရမှာเนาะအဲ့ဒါကိုကျွန်တော်တို့က draw down နဲ့ပြရမလားဘယ်လိုပြရမလဲကျွန်တော်စဉ်းစားရမယ်ဟုတ်ပြီเนาะအဲ့တော့ကျွန်တော်ဒီမှာကျွန်တော်တို့ ပစ်ကာအနေနဲ့ပြမယ်ဆိုရင်တစ်ချက်ကြည့်ရအောင်ကျွန်တော်ပစ်ကာအနေနဲ့ပြမယ်ဆိုရင်ခဏနော်ကျွန်တော်ပစ်ကာပြရောက်သွားလဲခဏလိုင်းမကောင်းလားမသိဘူးโอเคခဏနော်အဲ့တော့ VPN ဖြစ်တာလားမသိဘူးကျွန်တော်ချက်ကြည့်လိုက်မယ် VPN အဖွင့်ပိတ်လေးတစ်ချက်ပြန်လုပ်လိုက်မယ်ဟုတ်ပြီကျွန်တော်တို့ခုနကဒီပိတ်လေးကျွန်တော်တို့ refresh တစ်ချက် လှုပ်ပြီးသွားပြီလှုပ်ပြီးသွားကြကျွန်တော်ပစ်ကာမှာတစ်ချက်သွားကြည့်အောင်ပစ်ကာမှာဘယ်လိုယူပိုင်းတွေပြလို့ရတဲ့ချက်ကြည့်အောင်နော်သူကတော့ဒီမှာပစ်ကာမှာဒီလိုပြလို့ရတယ် description တွေပါပြခြင်းပြလို့ရလားအများကြီးတော့ပြလို့မကောင်းဘူးနော်ပစ်ကာမှာတော့1 night ticket လား1 month ticket လားမေးမယ်ဈေးလေးပြမယ်ဗောနော်ဒီမှာကျွန်တော်တို့ price လေးရှိတယ်နော်ဒီမှာ description ကျွန်တော်တို့ description ကျွန်တော်တို့ပြထားရယ်เนาะအဲဒါကျွန်တော်ပြခြင်းပြလို့ရတယ်โอเค ဟုတ်ပြီကျွန်တော် draw down လေးနဲ့ပဲကျွန်တော်တို့ title လေးပဲကျွန်တော်တို့ပြလိုက်မယ်เนาะပြီးပြီကျွန်တော်ကျွန်တော်တို့ဒီဘက်ကကျွန်တော်တို့ဈေးလေးနဲ့ကျွန်တော်တို့ပြလိုက်မယ်1 night ticket ကိုနောက်ကခွင်းစားခွင့်ပေးလေးနဲ့ color white နဲ့ anti color white ဈေးဘယ်လိုရှိလဲဆိုတဲ့အကြောင်းကျွန်တော်တို့ပြလိုက်မယ်เนาะ price လေးကျွန်တော်ပြလိုက်မယ်เนาะအဲ့ဒါလေးပဲကျွန်တော်ပြလိုက်မယ်ဟုတ်ပြီအဲ့တော့ကျွန်တော်အဲ့ကိုဆက်သွားရအောင်ဟုတ်ပြီကျွန်တော် UI စပြီးတိဆောက်မယ်ဒီမှာစပြီးတိဆောက်မယ်ဘောနော buy ticket တော့ကျွန်တော်စပြီးတိဆောက်ရအောင်အဲ့တော့ buy ticket ကလည်းကျွန်တော်တို့ကအခုဈေးဝယ်တဲ့ ticket ဝယ်တဲ့ဟာပေါ့နော် ticket ဝယ်တဲ့ဟာကိုကျွန်တော်ဒီ top up လုပ်တဲ့ဟာနဲ့ကျွန်တော်ကခက်ဆင်ဆင်လေးပဲ form 1ခက်ဆင်ဆင်လေးပဲเนาะအဲ့တော့အဲ့အားလေးကျွန်တော် copy ကူပြီးသွားလိုက်မယ်เนาะဟုတ်ပြီကျွန်တော် view ကိုအရင်ဆုံးစကူလိုက်မယ် view ကိုအရင်ဆုံးစကူမယ်ဆိုတော့ဒီ top up view လေးကိုအရင်ဆုံးစကူလိုက်မယ်เนาะโอเคအဲ့ဒါကိုကျွန်တော်အခုသွားပြီးရော rename လုပ်လိုက်မယ်ဒီကောင်ကဗာလဲ buying ticket เนาะ buying ticket buying ticket view လေးကျွန်တော်တက်တက်ခွဲထားလိုက်မယ်เนาะ အဲ့တော့ buy ticket ကြီးကို64ပဲအပေါ်ကဒီ app ဘာလေးရ title လေးကိုကျွန်တော်ပြောင်းထားလိုက်မယ် buy ticket ဆိုလို့နော်နိုင်ပြောင်းထားတယ်အတွင်းထဲက content တွေတော့ကျွန်တော်မပြောင်းသေးဘူးနော်ခဏထပ်ထားလာအောင် PP အဆက်ကျွန်တော်တို့ဘာဆက်လုပ်မလဲဆိုတော့ကျွန်တော်တို့ router လေးမှာတွားပြီးတော့ buy ticket ကိုတွားဖို့အတွက်ကျွန်တော်တို့ router လေးမှာတွားပြီးတော့ buy ticket နဲ့ sign နဲ့တွားလုပ်မယ်ဒီ ticket အပေါ်လေးမှာထားလိုက်မယ်နော်အဲ့တော့သူ့ရဲ့ route name ကဘာလဲကျွန်တော် buy ticket လို့ကျွန်တော်ပေးလိုက်မယ် ticket ပေါ့နော် ဘိုင်းတက်ကက်လို့ကျွန်တော်ပေးဘိုင်းတက်ကက်လို့ကျွန်တော်ပေးလိုက်မယ်သူ့ညှောမဲ့ view ကကြာတော့ကျွန်တော်တို့ကဘိုင်း view by ဘိုင်း DICKE ဒီဘိုင်းတက်ကက်ဆိုတဲ့ view ကိုကျွန်တော်ညှောလိုက်မယ် auto negation လိုရာကြီးပါရတော့ထုံးစံတိုင်းလိုတယ်ကျွန်တော်အတိုင်းသွားလိုက်မယ်နော် okay အဲ့ဒါဘိုင်းတက်ကက်လို့ရသွားပြီဆိုရင်ကျွန်တော်တို့ဘယ်ဆက်သွားမလဲဆိုတော့အဲကျွန်တော်တို့ဒီခိုင်းနော်တက်ကက်ဝယ်တဲ့ခါကျရင်ကျွန်တော်လက်ခံဖို့အတွက်ကျွန်တော်အရင်ဆုံးစတော်လို့ store လေးကျွန်တော်တည်ဆောက်မယ် store ကိုကျွန်တော်ကတက်ကက်အဲစောစောကကျွန်တော်တို့ဒီ top up store လေးကိုပဲကျွန်တော် copy ကူးလိုက်မယ်နော် copy ကူးလိုက်ပြီးကျွန်တော်ပွားလိုက်မယ် ပျောက်သွားလေ store အဲ့ဒီမှာအဲ့လေကျွန်တော် copy ပွားလိုက်မယ်နော် find ticket store လေးကျွန်တော်တက်တက်ဖွဲ့စီလိုက်မယ်နော် okay အဲ့ဒီမှာကျွန်တော်တို့လိုအပ်တာလေးတစ်ချက်သွားပြင်အောင်ကျွန်တော်တို့နာမည်လေးပြန်သွားချိန်ထားမယ် find ticket store ပေါ့နော်အဲ့ဒီဘက်မှာလေကျွန်တော်တို့ကဗာလေ BUY by TICKED ticket by ticket store ပေါ့နော်အဲ့တော့ buy tickets ဝယ်တဲ့ခါကျရင်ကျွန်တော်တို့ကဘာတွေလိုအပ်လဲတစ်ချက်ပြရမယ်နော် ဘိုင်ဘိုင်တက်ကဝင်တဲ့ခါကျရင်ဘိုင်လိုအပ်လဲဆိုတော့တိုက်ရဲဒီလိုမျိုး origin station select ရဲ destination station select ရဲဆိုပြီးကျွန်တော်လိုအပ်တယ်เนาะအဲ့အားလေးကိုကျွန်တော်ဒီဘက်မှာဖန်ထားလိုက်မယ်เนาะတိုက်လိုတယ် origin station select ရဲ destination station select ရဲကျွန်တော်လိုအပ်တယ်ပေါ့เนาะ okay အဲ့အားလေးကိုကျွန်တော်ဒီဘက်ကဖန်ထားလိုက်မယ်ဖန်ထားလိုက်ပြီးတော့အဲ့တော့ကျွန်တော်ဒီ foundry နဲ့ဘာလို့ကျွန်တော်ပို့စရာမလိုဒီကောင်ကကြာတော့ဓာတ်ပုံမပါတဲ့အတွက်ကျွန်တော်တို့ foundry ဘာလို့လုံနေစရာမလိုဘူးဒီ header ကြီးလည်းကျွန်တော်ဖြတ်ထားလိုက်မယ်ဒီလိုမျိုးပေါ့เนาะ ော်ဒီထဲမှာမှကျွန်တော်တို့လိုအပ်တဲ့ဟာကိုကျွန်တော်တို့ကဒီထဲအရင်ကျွန်တော်ပေးမယ်เนาะကျွန်တော်ဒီမှာရှိမယ်တိုက်ပေးမယ်ပြီးပြင်ဆိုရင် origin station select ကိုကျွန်တော်တို့က API နဲ့ထည့်ပေးမယ်เนาะ Okay ပြီးပြီဆိုရင် destination station select ကိုလည်း API နဲ့မှာထည့်ပေးလိုက်မယ်ပေါ့เนาะ Okay ဒါပြီးပြီဆိုရင်သူ့ရဲ့ API နာမည်ကဘာလဲ bind ticket เนาะ API link อ่ะလေ endpoint ကကျွန်တော်က bind ticket ပေါ့เนาะ Okay ကျွန်တော်အဲ့ဆိုရင်လိုအပ်တဲ့ဒီ story ကတော့ကျွန်တော်ပြင်ဆင်ပြီးသွားပြီပေါ့เนาะ အဲ့ဒါဆိုကျွန်တော် store လေးရသွားပြီကျွန်တော် route လေးရသွားပြီကျွန်တော်တို့ view page လေးကျွန်တော်ရသွားပြီဆိုရင်ကျွန်တော်တို့ profile မှာစပြီးကျွန်တော်တို့ထည့်ရအောင်အဲ့ page ကိုသွားဖို့အတွက် profile မှာကျွန်တော်တို့သွားပြီးရောဒီမှာ top page လေးအတိုင်းမှာကျွန်တော် copy ပို့မယ်သူကကြောက်ကျွန်တော် ticket ရဲ့အပေါ်မှာထားလိုက်မယ်နော် ticket ရဲ့အပေါ်မှာ buying ticket ဆိုပြီးကျွန်တော်ထားလိုက် buying ticket လို့ထားလိုက်မယ်အဲ့တော့ route route link ရလေကျွန်တော်တို့ကဘာလဲ buying ticket ဆိုတော့ route link အဲ့တော့ ticket ဖြစ်တဲ့အတွက်ကျွန်တော်တို့ကအခု buying ticket ကိုကျွန်တော်က icon လေးတစ်ခုထားမယ်အဲ့တော့ icon page ကိုတွားလိုက်မယ်နော်ရှော့ပင် icon လေးပဲထားလိုက်မလားကျွန်တော်တို့ buying ticket ကို coupon icon လေးတော့ထားခြင်းနဲ့ဒါပေမဲ့ coupon icon ဆို list icon နဲ့တွားပြီးတော့တူနေလို့နော်ခဏကျွန်တော်တစ်ချက်ကြည့်လာမယ်ကျွန်တော်ခွဲလို့ရရင်ခွဲလိုက်မယ်နော် ticket ကို buying ticket list ကိုတက်တက်ခွဲလိုက်ရင်ကောင်းမလားမသိဘူးခဏလေး โอเคတက်တက်ခွဲလိုက်မယ်เนาะဒီကောင်ကိုကျွန်တော်ကဒီ ticket ticket တွေကိုကျွန်တော်ကဟိုလာလုပ်လိုက်မယ် order ဆိုကျွန်တော်ပေးလိုက်မယ်เนาะ order လို့ပေးလိုက်ပြီဒီအပုပ်ကိုကျတော့ကျွန်တော်က coupon လို့ပေးလိုက်မယ်ဒီကောင် order လို့ပေးလိုက်မယ် order list ပုံစံမျိုးထားလိုက်မယ်เนาะအဲ့တော့တခြားကျွန်တော်တို့ပြန်သွားကြည့်လိုက်ဒီမှာဆို buy ticket ဆိုနေမယ် ticket ပုံလေးဒါ ticket တွေဝယ်ပြီးသား ticket တွေကျတော့ဒီမှာကြည့်လို့ရမယ် top up ဆိုနေမယ် top up top up history ဒီမှာကြည့်လို့ရမယ် wallet transaction ကြည့်လို့ရမယ်เนาะဟုတ်ပြီအဲ့တော့ buy ticket ဆိုတဲ့နေရာကိုနှိမ့်လိုက်တယ်ဆိုရင် buy ticket တွေကိုရောက်သွားတယ်ပေါ့เนาะအဲ့တော့ကျွန်တော်တို့ UI နေတော့ကျွန်တော်တို့မလုပ်ရသေးဘူးကျွန်တော် UI နေလုပ်မယ်เนาะ ုတ်ပြီအဲ့တော့ဘိုင်းတက်ကတ်တော့ကျွန်တော်တို့စပြီးဓာတ်ပုံလေးစချင်ရအောင်ကျွန်တော်တို့ story set မှာကျွန်တော်သွားပြီးတော့ဓာတ်ပုံလေးသွားတစ်ချက်ကြည့်မယ်နော်အဲ့တော့ဒီမှာသွားပြီးတော့အမ်ဗာလဲကျွန်တော်တို့ဘိုင်းတက်ကတ်ဆိုကျွန်တော်ရှာကြည့်အောင်မရှိဘူးမရှိဘူးဆိုရင် BU1 ဘိုင်းနဲ့ပဲကျွန်တော်ရှာကြည့်မယ်โอเคဒီမှာကျွန်တော်တို့ဝယ်ဝယ်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့၄ဘယ်လိုလုပ်လို့ရမလဲတစ်ချက်ကြည့်အောင် icon လေးကိုကျွန်တော်ဘယ်လိုထားမလဲ ဓာတ်ပုံပေါ့နော်ဓာတ်ပုံကိုတော့ဘယ်လိုထားမလဲခဏရနော်ကျွန်တော်လည်းကြိုက်နေမယ်ဓာတ်ပုံတစ်ခုကျွန်တော်တို့ထားမဝဲမှာထားမှရမယ်ဓာတ်ပုံကကျွန်တော်တို့ပဲဓာတ်ပုံလေးထိုင်ကောင်းမှာဒါ shopping လုပ်တဲ့ဓာတ်ပုံလေးเนาะ။ဘိုင်းမကောင်းထင်တယ်ကျွန်တော်တို့ဓာတ်ပုံကနှီးနေတယ် OK ခဏဆောင် OK ဒီဟာလေးဒီဒီဟာလေးပဲကျွန်တော်လုပ်လိုက်ဒီပုံလေးပဲကျွန်တော်လုပ်လိုက်မယ်เนาะဈေးဝယ်နေတဲ့ပုံစံလေးပဲလုပ်လိုက်မယ်เนาะအဲ့တော့အဲ့ဒီမှာကျွန်တော်က icon ကိုကျွန်တော်ကဒီဓာတ်ပုံကိုကျွန်တော်ကအရောင်လေးကျွန်တော်တို့ချိန်မယ်ဒီလိုလေးချိန်လိုက်ပေးပါတော့ โอเคအဲ့ဒါဆိုကျွန်တော်အဲ့ဒါကိုကျွန်တော် download ချလိုက်မယ်โอเคအဲ့တော့ဒီပုံလေးကိုကျွန်တော်ယူပြီးတော့ကျွန်တော်တို့ project ထဲမှာသွားထည့်ထားလိုက်မယ်เนาะကျွန်တော်တို့ project တွေက image တွေမှာကျွန်တော်သွားထည့်ထားမယ်အဲ့တော့ဒီဓာတ်ပုံနာမည်လေးကိုကျွန်တော်ကပေးလိုက်မယ်ဘာပေးလိုက်မလဲဆိုတော့ bind ticket ပေါ့เนาะ bind ticket လို့ကျွန်တော်ပေးလိုက်မယ်အဲ့ဒါလေးကျွန်တော်တို့အခုစပြီးကျွန်တော်တို့သုံးမယ်ဘယ်မှာသုံးမှာလဲဆိုတော့ကျွန်တော်တို့ရဲ့ bind ticket ဒီ view ပေးမှာကျွန်တော်ကသုံးမယ်ဒီဓာတ်ပုံလေးနေရာမှာကျွန်တော်ကချိန်မယ် bind ticket ဆိုကျွန်တော်ချိန်မယ်เนาะ ဟုတ်ပြီဓာတ်ပုံလေးနေရာတော့ကျွန်တော်ချိန်သွားလိမ့်မယ်တစ်ချက်မှတွားကြည့်လိုက်ဓာတ်ပုံလေးတော့ချိန်သွားပြီဘိုင်းတက်ကန်နေရာမှာချိန်သွားပြီเนาะအဲ့တော့ဟုတ်ပြီအဲ့နေရာမှာကျွန်တော်စပြီးပြင်ဆင်မယ်ကျွန်တော်တို့ဘာလို့စပြင်ဆင်မလဲဆိုတော့ကျွန်တော်တို့အဲဒီ ticket pricing ဒီ APN ကိုဖမ်းပြီးရောကျွန်တော်တို့ကဘာလုပ်ရမှာလဲ draw down လေးကျွန်တော်တို့ကပြရမှာဟုတ်ပြီเนาะ draw down လေးပြရမှာဟုတ်ပြီ ticket pricing ကိုကျွန်တော်ကဟိုဖမ်းမယ်ဆိုတော့ကျွန်တော်တို့က ticket pricing ဖမ်းဖို့အတွက်အရင်ဆုံးဘာလုပ်ရမှာလဲကျွန်တော်တို့က store တစ်ခုကျွန်တော်တို့တည်ဆောက်မယ် store တစ်ခုကျွန်တော်တို့တည်ဆောက်မယ်ပေါ့เนาะ အဲ့တော့ဘယ်ဟာကိုပဲနမူနာယူလိုက်မလဲဆိုတော့ကျွန်တော်ကဒီ ticket store ဆိုတဲ့အကောင့်ကိုကျွန်တော် copy ယူပြီးတော့ဒီ list list pan နဲ့ဒီ API တစ်ခုကျွန်တော်လုပ်မယ်နော် API store တစ်ခုကျွန်တော်လုပ်မယ်အဲ့ဒီမှာကျွန်တော်တွားပြီးတော့နာမည်လေးကျွန်တော် change ထားမယ်ဒါကပါလဲဆိုတော့ ticket pricing ticket pricing ticket pricing store ဆိုပြီးကျွန်တော်တတ်တတ်ခွဲထားလိုက်မယ်နော် okay ticket pricing store ဆိုပြီးတတ်တတ်ရေးလိုက်မယ်ဒီမှာလေးကျွန်တော်က ticket pricing store ဆိုကျွန်တော်ပေးထားလိုက်မယ်ဟုတ်ပြီ ticket pricing store data ကိုရဖို့အတွက်ဆိုရင်ကျွန်တော် gamma သက်နဲ့ပဲသွားလိုက်မယ် parameter ရေးပါတယ်သူလက်ခံသေးလား parameter ရေးဘာမှလက်မခံဘူးเนาะရရဒီတိုင်းပဲတက်ခေါ်လိုက်ရုံပဲ ticket pricing ဆိုပြီးတက်ခေါ်လိုက်ရုံပဲအဲ့ဒါဆိုရင် parameter ရေးပါကျွန်တော်လက်မခံတော့ဘူး ticket pricing ကိုတက်ခေါ်မယ်တော့ ticket pricing API က authentication ဝင်မှာခေါ်လို့ရရလားဟုတ်တယ် user port ဆိုပြီးသူခေါ်ဟာเนาะအဲ့တော့ဒီ parameter ကြီးကျွန်တော်ထည့်မပေးတော့ဘူးကျွန်တော်ဒီလိုမျိုးဒီတိုင်းပဲတန်းခေါ်မယ်เนาะ ticket price တန်းခေါ်မယ်အဲ့တော့အဲ့ဒါဖန်တာရတော့ထုံးစံတန်းခြေတိုင်းပဲဖန်ထားမယ်နော်โอเคအဲ့ဆိုရင်ကျွန်တော်တို့ store ရရသွားပြီ store ရသွားပြီဆိုရင်ကျွန်တော်တို့ဒီမှာစပြီးကျွန်တော်တို့တီဆောင်မယ်ပေါ့နော်အဲ့ store ကိုစပြီးကျွန်တော်တို့တီဆောင်မယ်โอเคလောလောဆယ်တော့သူကဒီမှာ submit တွေအတွက်သူလောက်ထားရရှိရယ်နော်โอเคကျွန်တော်အဲ့ဒါဆိုရင်လောလောဆယ်ဒီ submit တွေကိုမျက်စိရှုပ်မှာဆိုလို့ကျွန်တော်ဖယ်ပေးထားမယ်နော်အဲ့တော့ဒီ submit ခလုတ်တွေထားလိုက်ခါကျွန်တော်ဒီတိုင်းထပ်ထားလိုက်ဟုတ်ပြီ ကျွန်တော်အဲ့ဆိုရင် ticket pricing အတွက်ကျွန်တော်တို့စပြီးရောကျွန်တော်တို့တွေအဲ ticket pricing store ကိုကျွန်တော်တို့စပြီးရောခေါ်အောင် TICKD ticket pricing store ဆိုကျွန်တော်ခေါ်လိုက်မယ်အဲ့တော့ဒီမှာလေးကျွန်တော်တို့ TICKD ticket pricing store ကိုကျွန်တော်လမ်းပြီးခေါ်ထားမယ်เนาะ PRI item လို့ချန်ကြီးလေး ticket pricing store ပေါ့เนาะအဲ့ ticket pricing store ကိုကျွန်တော်ဘာလို့ထားမလဲခေါ်တော့မှဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာအဲ TICKD ticket pricing store ဆိုပြီးရောကျွန်တော်ကသူ့ကိုခေါ်တော့ထားလိုက်မယ်เนาะ ဟုတ်ပြီအဲ့တော့အဲ့ API ကိုကျွန်တော်ခေါ်မယ်အဲ့တော့ UI ကျွန်တော်တို့စဉ်းစားရအောင် UI ကိုကျွန်တော်ဒီနေရာမှာဘယ်လိုပြကျင်လဲဆိုတော့ကျွန်တော်တို့ဒီမှာလောက်ထားတဲ့လိုမျိုးလေ draw down လေးကိုကျွန်တော်ဒီလိုမျိုး draw down လေးလုပ်ချင်တာเนาะအဲ့တော့ဒီ origin နဲ့ကျွန်တော်တို့ဆင်တာပေါ့เนาะအဲ့တော့ origin ဟာဘုံမှာဘယ်လိုလောက်ခဲ့လဲဆိုတော့တစ်ချက်သွားကြည့်အောင် home page ကိုတစ်ချက်ပြန်သွားမယ် origin ဟောကျွန်တော်တို့ဘယ်လိုလောက်ခဲ့လဲတစ်ချက်ကြည့်မယ်ဆိုရင် origin ဟာကိုကျွန်တော် copy ကူးလိုက်မယ်เนาะ copy ကူးလိုက်ပြီးဒီမှာကျွန်တော်တစ်ချက်ထည့်ထားလိုက်မယ် အဲ့တော့အဲ့ဒီမှာကျွန်တော်သွားပြီးရောဒီမှာကျွန်တော်ထည့်ထားလိုက်မယ်เนาะโอเคအဲ့တော့ဒီ amount နေ description တွေကိုကျွန်တော်ဖယ်ထားလိုက်မယ်เนาะကျွန်တော်တို့မလိုအပ်ဘူးဖယ်ထားလိုက်မယ်ဒီဓာတ်ပုံဟာလည်းကျွန်တော်တို့မလိုအပ်ဘူးเนาะဖယ်ထားလိုက်မယ်โอเคလောလောဆယ်တော့ကျွန်တော်တို့ဒါ origin အဲကျွန်တော်ရှိရကူးလာတာဗောနော်အဲ့အဲ့ origin component ကိုသုံးမယ်ဆိုရင်ကျွန်တော်တို့ဘာကြီးလောက်ရလဲထုံးစံတိုင်းကျွန်တော်တို့ဘာကြီးလောက်ရလဲအောက်မှာကျွန်တော်တို့ကသူ့ကိုခေါ်သုံးမယ်ဒီ store ကိုကျွန်တော်ခေါ်ရတယ်ပြီးပြီဆိုရင် ဒီမှာကျွန်တော်တို့သူ့ကိုခေါ်ဖို့အတွက် EBN ခေါ်ဖို့အတွက်ဒီဟာတွေကို setting ချရတယ်ပေါ့နော်အဲ့ဒါလေးကျွန်တော်တို့ setting ချလိုက်မယ်အဲ့တော့အဲ့ list ကိုကျွန်တော်တို့ကခေါ်ဖို့အတွက်ဆိုရင်ကျွန်တော်က setting ချရမယ်အဲ့တော့ဒါလေးကိုကျွန်တော်ခဏလိုအပ်တဲ့ဟာလေးခဏဖယ်ထားလိုက်ဒီမှာဒီလိုမျိုးပေါ့နော်သူကတော့ station ဆိုပြီးတော့ဖြစ်နေရပေါ့နော်ကျွန်တော်တို့က station မဟုတ်ဘူးကျွန်တော်တို့ကကြတော့ ticket pricing နော်โอเคကျွန်တော်တို့ကဒီနေရာမှာကျွန်တော်ဘာဖြစ်သွားမလဲဆိုတော့ ticket pricing array လေးကျွန်တော်လုပ်ထားလိုက်မယ်နော် PI CIG pricing နော် SD cut cut ထားလိုက်မယ်အများမင်းသိအောင်လို့ SD cut ထားလိုက်မယ်နော် ုတ်ပြီအဲ့ဒါပြီးပြီဆိုရင် तू อ่ะအဲ့ဒါကိုဘယ်လိုခေါ်လဲဆိုတော့ तू อ่ะအဲ့ဟာအတွက်ဒီမဲ့ show height တွေဒီမဲ့တက်တက်တွေမျိုးတွေခွဲထားပြီးတယ်ကျွန်တော်လိုတဲ့အဲ့ show height အတွက်တက်တက်လေးခွဲထားရအောင်သူ့လိုမျိုးလေးပဲတက်တက်ခွဲထားရအောင်เนาะ okay ဒီမှာပေါ့เนาะပြီးကြမှာကျွန်တော်နာမည်လေးချိန်ကြမယ်เนาะ okay အဲ့ဒါပြီးသွားပြီဆိုရင် तू อ่ะဘာလုပ်လဲဆိုတော့အဲ့ရရင်ကျွန်တော်ကဒီ origin အတွက်ကို तू อ่ะဒီမဲ့ဒီမတ်တက်လေး၃ခုနဲ့ तू อ่ะကစားရတယ်ပေါ့เนาะ okay အဲ့မတ်တက်လေး၃ခုနဲ့ကစားရတယ်ဆိုတော့ကျွန်တော်တို့လည်းအဲ့မတ်တက်လေး၃ခုကိုဒီမှာတွားထည့်ထားမယ်ပေါ့เนาะ โอเคထည့်ပြီးသွားပြီဆိုရင် तू อ่ะ station ကို तू อ่ะဒီလိုမျိုးနှိုးတယ် station ခေါ်တဲ့ API ကို तू อ่ะဒီမှာလောက်ထားတယ်ကျွန်တော်တို့လည်းဟို ticket pricing ခေါ်တဲ့ API အတွက်ဒီလိုမျိုးလေးလောက်ထားမယ်ဟုတ်ပြီเนาะဟုတ်ပြီကျွန်တော်တို့အဆိုရင်စပြီကျွန်တော်တို့အပေါ်ကရင်စပြီးနာမည်ကိုချိန်းရအောင်တဆင်ချင်းစီเนาะပြန်ပြီးတော့ record ပြန်ခေါ်မယ်เนาะကျွန်တော်တို့ကဒီမှာ origin component तू ဒီမှာပေးထားတယ်โอเคအဲ့ဒီနေရာမှာ origin component မဟုတ်တော့ကျွန်တော်က type component ဆိုပြီးကျွန်တော်ချိန်းထားလိုက်မယ်ပြီးဒီမှာ origin station type တယ်ဆိုပြီးတော့ကျွန်တော်က ကျွန်တော်တို့ကျွန်တော်ကူးလာတဲ့ဟာဒီတိုင်းပေါ့နော်အဲ့မှာကျွန်တော်တို့ကဘာဖြစ်မလဲဆိုတော့ tight tight တယ်ဆိုပြီးကျွန်တော်ပေးထားလိုက်မယ်နော် model ကို tight tight တယ်လို့ပေးထားလိုက်မယ်ပြီးပြီဆိုရင်ကျွန်တော်တို့က label ကိုကျွန်တော်ကခုပါရေးမလဲဆိုတော့ tight လို့ရေးလိုက်မယ်ပြီးပြီဆိုရင် slab ဆိုပြီးတော့သူက slab origin လို့သူကရေးထားတယ်နော်ကျွန်တော်ကအဲ့ဒီမှာ slab type ဆိုပြီးကျွန်တော်ရေးလိုက်မယ်နော်ပြီးပြီဆိုရင်ဒီနေရာမှာဆိုရင်အဲအဲ့ဒီ type လေးကို click နှိပ်တဲ့ခါကျရင်အလုပ်လုပ်မဲ့ function အတွက်ဆိုရင်ကျွန်တော်က type fee click ဆိုပြီးကျွန်တော်လုပ်လိုက်မယ် type fee click ဆိုပြီးကျွန်တော်လုပ်လိုက်မယ် ဲ့တော့ပြီးပြီးတော့ဒီ origin နေရာပေါ့เนาะဒီ show ပြတဲ့နေရာမှာဆိုရင်ဒါ type picker မလို့ကျွန်တော်က origin picker မဟုတ်ဒါ type picker အတိုင်းသွားလိုက်မယ်เนาะပြီးပြီးဆိုရင်အဲ့ဒီ picker လေးမှာပြမယ် label လေးကိုလည်းကျွန်တော်က type ဆိုပြီးကျွန်တော်လောက်လိုက်မယ်เนาะ okay type ဆိုပြီးကျွန်တော်လောက်လိုက်မယ်ပြီးပြီးဆိုရင် confirm ဟုတ်တယ်ဒါ cancel ဟုတ်တယ်ပြီးဒီနေရာမှာသူက station ကိုပြရအောင်เนาะကျွန်တော်တို့က station မဟုတ်ဘူးဘာကိုပြမှာလဲ ticket pricing ဆိုရဲ list ကိုကျွန်တော်တို့ကပြရမှာเนาะโอเคဒီနေရာမှာကျွန်တော်တို့ကရေးထားပြီးပြီသူမှာဟိုကကြာတော့မှတ်မိလားဆိုကျွန်တော်တို့ home page ဟိုမှာလောက်ခဲ့ဟိုကကျွန်တော်တို့ကဒီဒီ van picker လက်ခံတဲ့ဟာကဒီ value နဲ့ tag နဲ့လက်ခံတာလေအဲ့မှာကျွန်တော်တို့ကကျွန်တော်တို့ဒီ list က key ကိုကျွန်တော်တို့ထည့်ပေးပါမယ်ဆိုရင်ကျွန်တော်ကဒီမှာ column fee ကို custom column လောက်ရတယ်လေ column ဟို customize ပြန်လောက်ရတယ်နော်သူ့မှာဟို select နဲ့ title နဲ့လောက်ထားတာပေါ့နော်အဲ့တော့ကျွန်တော်တို့ API မှာကြာတော့ type နဲ့ title နဲ့ကျွန်တော်လောက်လိုက်မယ်နော် type နဲ့ title နဲ့ကျွန်တော်လောက်ပေးထားလိုက်မယ်နော် okay အဲ့လောက်ထားလိုက်မယ်ပြီးတော့ set သွားမယ်ဒီမှာ origin အဲ origin picker confirm နေရာမှာကျွန်တော်က type picker confirm လို့ကျွန်တော်ရေးလိုက်မယ်ပြီးရင် show type picker ကိုကျွန်တော် show show origin picker ကို show type picker လို့ချိန်မယ်ပြီးပြီဆိုရင်ဒီ origin နေရာမှာကျွန်တော် type picker change လို့ဟာချိန်လိုက်မယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်လိုအပ်တာလေးတွေကျွန်တော် rename လိုက်လုပ်ထားပြီးပြီအဲ့တော့ဒီအောက်ကိုဆက်သွားမယ်ကျွန်တော်ဒီ ticket pricing store ကိုခေါ်တယ် ticket pricing page ရှိမယ် last page ရှိမယ် finish ရှိမယ်နော် okay အဲ့လိုမျိုးရှိတယ်ဟုတ်ပြီကျွန်တော်အဲ့ဒါဆိုရင်ခဏလေးနော်ကျွန်တော်စဉ်းစားနေတာတခုရှိတယ်အဲ့ဒါဆိုရင် ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်ကဒီ pay တို့ဒီ less pay တို့ဒီ fitness တို့သုံးတာကလေကျွန်တော်တို့နာမည်ခွဲမှရမယ်ထင်တယ်ဘာလို့လဲဆိုတော့နာမည်မခွဲရင်ကျွန်တော်တို့ကကျွန်တော်တို့ဒီကျွန်တော်တို့ဒီ pay မှာပေါ့เนาะကျွန်တော်တို့ဒီ pay မှာ ticket ဝယ်တဲ့ဒီ pay မှာကျွန်တော်တို့ draw down ကဒီ tight draw down တစ်ခုလည်းပဲရှိမှာမဟုတ်ဘူး origin ကျွန်တော်တို့ဒီ station တွေရွေးတဲ့အဲ draw down တွေလည်းရှိအောင်မှာ station ကိုကျွန်တော်က origin နဲ့ destination တွေကျွန်တော်ကရွေးအောင်မှာเนาะ တော့သူတို့မှလည်းသူတို့ရဲ့ draw down တွေတက်သက်ရှိရေเนาะတကယ်တမ်းကတော့ကျွန်တော်တို့ဒီ component ကိုကျွန်တော်တို့ကဒီကျွန်တော်တို့ဒီ van van အတုံးထားတဲ့ဒီ picker component ကိုကျွန်တော်တို့ကျွန်တော်တို့ကိုပိုင် component ပုံစံမျိုးတက်တက်ခွဲလိုက်တာဆိုရင်เนาะပို mic တဲ့ state ထဲကို data share ပြီးသွားလိုက်เนาะပို့ကောင်းတယ်เนาะအခုလောလောဆယ်တော့ကျွန်တော်နာမည်လေးပဲ change ပြီးပဲကျွန်တော်တို့သွားလိုက်မယ်เนาะဒီ pay ပေါ့เนาะဒီ pay ကကျွန်တော်က type pay ပို့ထားလိုက်မယ်ပြီးပြီဆိုဒီမှာကျွန်တော်က type less pay ကိုကျွန်တော်ထားလိုက်မယ်ဒီမှာကျွန်တော်က ဟုတ်ပြီနော် tight finish သူကျွန်တော်ထားလိုက်မယ်เนาะဒါ tight နဲ့ဆိုင်နဲ့ဟာမလို့เนาะအတိုင်းလေးကျွန်တော်ထားထားလိုက်မယ်နားလည်ရယ်เนาะ okay အဆင်ရပြီကျွန်တော်တို့ကျွန်တော်ဘယ်မှာပြင်နေရလဲ okay ရပြီเนาะအတိုင်းထားလိုက်မယ်ပြီးပြီဆိုရင်ကျွန်တော်ဒီမှာလေးကျွန်တော်တို့က origin station slot မဟုတ်ဘူးဒီမှာကျွန်တော်တို့ကဘာဖြစ်မလဲ tight ပြီကျွန်တော်ထားလိုက်မယ်เนาะ tight က slot မဟုတ်ဘူးเนาะ tight ပဲပေးရတာအဲ့တော့ကျွန်တော်သူ့ကို tight လို့ပဲကျွန်တော်ပေးထားလိုက်မယ်เนาะ tight က slot မဟုတ်ဘူးဒီပြီဆိုရင်ကျွန်တော်တို့သူ့ကိုပါလို့လိုက်မယ်ဆိုတော့တိုက်ရဲတိုက်တယ်ရှိမယ်ဒါတိုက်ရဲ value ပေါ့နော်ဒါတိုက်ရဲတိုက်တယ် ဟုတ်ပြီနော်ပြီးပြီဆိုရင်ဒီမှာကျွန်တော်က show type pick ကဆိုပြီးကျွန်တော်ထားထားလိုက်မယ်နာမည်လေးအတိုင်းလိုက်ချိန်ထားလိုက်မယ်နော်ဟုတ်ပြီအဲ့ဒါပြီးပြီဆိုရင်ကျွန်တော်တို့စမယ်ဆက်သွားမယ်ကျွန်တော်တို့ဒီမှာ eight draw down ရဖို့အတွက်ဆိုရင်ကျွန်တော်တို့ဘယ်မှာအလုပ်လုပ်ရလဲဒီ method လေးတွေအလုပ်လုပ်ရတယ်ဒီ method လေးတွေအလုပ်လုပ်ရတယ်အဲ့ဒါ method လေးအလုပ်လုပ်ရတယ်ဆိုတော့အရင်စပြီးကျွန်တော်တို့သွားမယ်အဲဒီမှာ origin fee click ကိုနှိပ်တယ်ဆိုရင်အဲ့အဲ့ခါလေးကဘာဖြစ်သွားမလဲ type fee click ဖြစ်သွားမယ် အကောင်လေးကိုကလစ်လဲဆိုရင်ကျွန်တော်ဒီမှာ show origin pick ကို तू က true လုပ်တယ်ကျွန်တော်တို့ကဘာဖြစ်သွားမလဲ show type pick ကို value ကိုကျွန်တော်က true လုပ်မယ်ဟုတ်ပြီနော်တစ်ဆင်ချင်းညီသွားမယ်နော်ပြီးပြီဆိုရင်ကျွန်တော်တို့ဘာဖြစ်မလဲကျွန်တော်တို့ကဒီမှာ type pick က confirm ပေါ့နော် type pick က confirm ဖြစ်သွားမယ် okay အဲ့ type ကိုရွေးတဲ့ခါကျရင်ကျွန်တော်တို့ကတန်ဖိုးကဘာဖြစ်မလဲဆိုတော့ origin station select ကျွန်တော်တို့က origin station select လို့မရှိဘူးကျွန်တော်တို့က type ပဲရှိတယ် type ရဲ့ value ကိုကျွန်တော်တို့က change မယ် အဲဒီတဲကဘာလို့ယူมาလဲဆိုတော့တိုက်ပေါ့เนาะโอเคဒီခေါင်းကကြတော့တိုက်ရဲတိုက်တယ်ပေါ့เนาะတိုက်ရဲတိုက်တယ် value ကိုချိန်မယ်ရွေးလိုက်တဲ့ကောင်ရဲ့တိုက်တယ်ကျွန်တော်တွားလိုက်မယ်เนาะနောက်တစ်ခုကျွန်တော်ဒီမယ် show origin picker ကိုကျွန်တော်တို့က show type picker လို့ကျွန်တော်ကချိန်မယ်ဟုတ်ပြီเนาะโอเคအဲ့ဒီအဆင်ပြေရယ်เนาะအကုန်လုံးအဲ့ဒီအဆင်ပြေတယ်အဆင်ပြေကျွန်တော်ဆက်သွားမယ်ကျွန်တော်တို့ဒီမယ် origin picker origin picker change ချက်ကိုကျွန်တော်က type picker change ချက်လို့ကျွန်တော်ပြင်မယ် ဒါတွေကဒေတာဖန်ထားတာဒီအောက်ကိုဆက်သွားမယ်ချိန်တဲ့အခါမှာ तू ကဆက်ပြီးတော့အာ API call တွေကို तू က infinity तू ကခေါ်ထားတာเนาะโอเคကျွန်တော်တို့ကအဲ့ဒါမလို့ဘူးကျွန်တော်တို့ကအဲ့ဒါလေးကိုခဏကျွန်တော်တို့ပိတ်ထားလိုက်မယ်ဒီတိုင်းလေးပဲခဏထပ်ထားလိုက်မယ်เนาะကျွန်တော်တို့က infinity scroll ခေါ်စရာမလိုသေးဘူးเนาะโอเคရပြီရပြီဆိုရင်ကျွန်တော်တို့ဟုတ်ပြီကျွန်တော်တို့ကဒီ API လေးစခေါ်မယ်ဒီ API လေးကိုကျွန်တော်တို့စခေါ်မယ် ticket pricing အဲ့ ticket pricing ကိုခေါ်မယ် API ဖြစ်တဲ့အတွက်ကျွန်တော်ဒီကအကိုကျွန်တော်ကဘာလုပ်လိုက်မလဲဆိုတော့ fat ticket pricing လို့ကျွန်တော်ရေးလိုက်မယ်เนาะခဏနော်ကျွန်တော်တရားကိုဒီ key နာမည်လေးတွေကိုကျွန်တော် ticket pricing လို့ပေးလိုက်မယ် ticket pricing เนาะ ticket pricing ရဲ့ pay last pay finish အတိုင်းလေးတွေပေးထားလိုက်မယ်เนาะโอเคအခုဒီမှာ ticket pricing မတ်တပ်ကိုခေါ်မယ်ခေါ်တဲ့ခါကျရင်ဒီ finish finish ကိုကျွန်တော်ရှေ့ရရင်ကျွန်တော် prefill တက်ထားတယ်ဗာတက်ထားလေ ticket pricing လို့ကျွန်တော်တက်ထားတယ်เนาะ ticket pricing finish က4ဖြစ်နေစက်ခေါ်မယ် ဘယ်ရောက်ဆက်ခေါ်มาလဲဆိုတော့ကျွန်တော်တို့တွေအဲ ticket pricing store ကိုကျွန်တော်တို့ခေါ်မယ် ticket pricing store တွေက gamma tag ကိုခေါ်မယ် pay ရတော့သူကဒီမှာ pay နေပဲသွားထားတယ် okay ကျွန်တော်တို့ဒီကောင် patching နဲ့ data ချပြထားရတယ်တစ်ချက်ကြည့်အောင် patching နဲ့မပါဘူးเนาะ patching နဲ့မပါဘူးဆိုရင်တော့ကျွန်တော်တို့ APN ကိုတန်းခေါ်လို့ရတယ်ကျွန်တော်တို့ဒီလိုမျိုး pay တွေ finish တွေတော့ကျွန်တော်တို့ခေါ်စရာမလိုတော့ကျွန်တော်ဒီမှာ ticket pricing တွေအမှန်သွားလိုက်တော့ဟုတ်ပြီနော်အဲ့တော့ဒီမှာ finish day ပိုင်းလေကျွန်တော်တို့စက်နေစရာမလိုတော့ဘူးကျွန်တော်က patch နေမလိုအပ်ဘူးလေနော်โอเคနားလဲနော် အဲ့တော့ကျွန်တော် API ကိုတန်းခေါ်မယ်ရလာတဲ့ data တွေကိုကျွန်တော်ဘာပါရာမီတာမှ passing လုပ်ကြရမလို့ gamma တက်ကိုတန်းခေါ်လိုက်မယ်အဲ့ဆိုရင်ကျွန်တော်တို့တန်ဖို့ရလာပြီအဲ့တန်ဖို့ကျွန်တော်တို့ဘာလုပ်လိုက်ရုံပဲလေကျွန်တော်တို့ရဲ့ ticket pricing ဆိုတဲ့ rail ကိုလမ်းပြီးတော့ rail ကိုတန်းပြီးတော့တန်ဖို့တတ်မှတ်လိုက်ရုံပဲเนาะ okay ဒီလိုတတ်မှတ်လိုက်မယ်ဒီ rail value ကိုကျွန်တော်တတ်မှတ်လိုက်မယ်ဘယ်ရလာလဲ ticket ရဲ့ get response ကိုကျွန်တော်ယူလိုက်မယ် get response လေက data ရဲ data ကိုကျွန်တော်ယူပြီးတော့ assign တန်းလုပ်လိုက်မယ် ဒေတာကနားဖြစ်နေမှာဆိုလို့ကျွန်တော်တို့ကဒီလိုမျိုးဒါလေးဆက်ထားလိုက်မယ်နားစီပီလေးဆက်ထားလိုက်မယ်နော်โอเคဒီမှာ last page တွေပါကျွန်တော်တို့ဆက်နေကြမလို့ fitness ဖြစ်လားမဖြစ်လားကျွန်တော်တို့လုံနေကြမလို့ဒီလိုမျိုးတန်းလုံးလိုက်ရအောင်မယ်ကျွန်တော်တို့မှာဘာဘာပတ်ချင်နေမှာမပါတဲ့အတွက်ကျွန်တော်တို့အဲ့ဒီ like ဆက်နေကြမလို့ဘူးလीနော်โอเคကျွန်တော်စိတ်ကူးထားတာတော့ကျွန်တော်တို့ like ပြီးပြင်ပြီးသွားပြီကျွန်တော်တို့လိုအပ်တာလေးပြင်ပြီးသွားပြီဒါပေမဲ့ဘာ error ရှိလဲမသိဘူးကျွန်တော်တို့ check သွားပြီးတော့ refresh တစ်ချက်လုပ်ကြည့်အောင်အဲ့ draw down ကိုဖမ်းတာအဆင်ပြေရလားဘောနော်တော့ console မှာတော့ဘာမှမရှိဘူးဆက်လက်နှိပ်ကြည့်မယ် โอเคအဲ့မှာစပြီးပြန်တက်ပြီ first station ကိုခေါ်နေရတယ်ဟုတ်ပြီကျွန်တော်နာမည်လေးချိန်ထားပြီးတော့ကျွန်တော်ကမလောက်ရသေးဘူး first ticket pricing ကိုကျွန်တော်ပေးထားတယ်အဲ့တော့သူ့ကိုကလစ်တဲ့ခါမှာလဲလိုက်ပြီးရောဒီကောင်လေးကပြောင်းပြီးတော့ခေါ်ပြရမယ်เนาะโอเคပြောင်းပြီးခေါ်လိုက်မယ်အဲ့တနေရာပဲခေါ်ရမယ်เนาะဟုတ်ပြီအဲ့တော့ကျွန်တော်ပြန်ပြီးတော့ refresh တစ်ချက်လုပ်မယ်ဒီဟာလေးကိုကလင်းနေတဲ့ခါကျရင်သူ APN ခေါ်လိုက်မယ်1 time ticket နဲ့1 man ticket သူဒီမှာခေါ်လိုက်ပြီပေါ့နော်ခေါ်လိုက်ပြီ အဲ့ဆိုရင်ဒါက EPN ခေါ်တာအဆင်ပြေတယ်ပေါ့နော်ဒီမှာ1 month ticket ရွေးမှာလား1 night ticket ရွေးမှာလားသူဒီမှာရွေးလို့ရတယ်ဒီနော်โอเคအဲ့ဆိုအဆင်ပြေပြီဟုတ်ပြီကျွန်တော်ဒီ EPN လေးကိုကျွန်တော် draw down နဲ့ကျွန်တော်ခေါ်လိုက်တယ်ပေါ့နော်ပြီးပန်ချီနေလည်းမပါတာဖြစ်တဲ့အတွက်သူကဒီမှာပန်ချီနေက ticket pricing ကပန်ချီနေထည့်စရာမလိုအများကြီးမလာဘူးနှစ်ခုပဲလာမှာဒီနော်အလုံးစုံနှစ်ခုပဲလာမှာအဲ့တော့အများကြီးလာစာမလိုတဲ့အတွက်ကျွန်တော်ပန်ချီနေတွေလည်းလုတ်စရာမလိုဒီမှာရွေးရုံပဲပေါ့နော်โอเคအဲ့ရှိနားလဲနော်ဟုတ်ပြီ24မိနစ်โอเค ဲ့တော့အဲ့ထိနားလေတယ်ဆိုရင်ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်တို့ဆက်ပြီးတော့ကျွန်တော်တို့သွားမယ်ဘယ်လိုသွားမလဲဆိုတော့ကျွန်တော်က ticket pricing တော့ကျွန်တော်တို့ကပြပြီးသွားပြီပေါ့နော် okay ticket pricing ဒါသူရဲ့ pick okay ဟုတ်ပြီအဲ့တော့ကျွန်တော်ကအခုဆက်ပြီးတော့ကျွန်တော်တို့သွားမယ်အဲ့တော့ကျွန်တော်ဗီဒီယိုလေးကိုကျွန်တော်ရိုက်လိုက်တော့မယ်ဘာလို့ဆိုတော့ဗီဒီယိုက25မိနစ်ဆိုကျွန်တော်ဆက်ပြီးပြောမယ်ဆိုရင်ဗီဒီယိုက အာအရန်ကြာသွားလိမ့်မယ်တနင်္လာလောက်ဖြစ်သွားလိမ့်မယ်နော်အဲဆိုရင်အမ်โอเคအဲဆိုရင်နောက်ဗီဒီယိုမှာပြန်တွေ့မယ်လေကျွန်တော်တို့ဆက်ပြီးကျွန်တော် double up လုပ်မယ်လေနော်โอเคအဲဆိုရင်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်